အဲ့တော့ဗျာဥတင်ပါတယ်ဗျာဟုတ်ပြီးတော့ရဲ့နာမည်ကဒေါ်နန္ဒမာလာပါဗျာပြီးတော့နေပြီးတော့၃၀မျိုးကနေပြီးတော့လာပြီးတော့အထုတ်တာပါဗျာပြီးတော့ကတက်တော်က၆၂နှစ်ပါဗျာဝါ၅ဝါပါဗျာတပီးတော့အရှင်ဘုရားရဲ့ဆရာတော်ဘုရားရဲ့တရားတွေနဲ့လွန်ပြောက်ခဲ့တယ်ဆိုတာကိုတပီးတော့ကိုတပီးတော့သိတဲ့အတွက်ကိုလာပြီးတော့ဆရာတော်ဘုရားရှောက်တင်တာပါဗျာဟုတ်ပြီနော်ဆရာလေးရဲ့အတွေ့အကြုံနဲ့မြင်တဲ့ဟာတွေကိုရှောက်ပါအဲတပီးတော့ကအစတော့ကဟိုတပီးတော့ တမီးတော်ကလောဂရန်နေအရင်ကြီးတဲ့အခါကျတော့အဲ့လောဂရန်နေကိုတမီးတော်ကမပယ်မစွဲဘဲနဲ့ကြောအဲ့မက်ကင်ရှစ်ပါနဲ့ကြော်ခဲတာဖြစ်တဲ့အတွက်ကိုတမီးတော်ကလွတ်မြောက်တာမြန်တာပါဗျာဆရာတော်ဘုရားရဲ့တရားတွေကိုလည်းတမီးတော်ကအတိတ်နေအခါကခဏကြည့်အောင်ဆရာတော်ဘုရားသုံးနေဆုံးမတဲ့အတိုင်းတမီးတော်နားပါတယ်ဗျာအခောက်ခောက်အခါကအဲ့အခါမှာတမီးတော်ဟာဆိုလို့ရှိလို့ရှိရင်ပထမဆက်ရောက်လာတဲ့အရှင်ဘုရားရဲ့ပထမတစ်ခါလွတ်မြောက်ပြီးတဲ့ကတမီးတော်ဟာဒီမှာအဆုံးတက်ပြီးတော့သွားရမယ်ဆိုတာလည်းတမီးတော်သိပါတယ်ဗျာ အဲ့အခါတပည့်တော်ဘုရားရှင်ကိုတွားပြီးတော့ပြောပါတယ်ဗျာတပည့်တော်ရှားနေတရားဒီမှာတွေ့တာပါဗျာအဲ့ဒါကြောင့်ဒီမှာလမ်းဆုံးတဲ့အထိတပည့်တော်ရှောက်ရမယ်ဆိုတာကိုသိခဲ့ပါပြီဗျာဆိုပြီးတော့တပည့်တော်ရှောက်တင်ပြီးတော့ဆရာတော်ဘုရားကိုတရားရှောက်တဲ့အခါအဲ့ဒါလေးထက်ရှောက်ပါတယ်ဗျာအဲ့ဒါတပည့်တော်ဟာအခုဆိုလို့ရှိလို့ရှင်အာယုံ6ပါးနဲ့တပည့်တော်ဟာလောကဒဏ်နဲ့အများကြီးတုံခဲ့ရပါတယ်အဲ့အခါမှာတပည့်တော်ဟာမကအမြဲတမ်းပွားပြီးတော့ဆင်ကျင်ပါတယ်ဗျာအဲ့ဒါနဲ့အခုအာယုံ6ပါးနဲ့အဲ့အာယုံ6ပါးနဲ့တဘာဝလဲကြာလိုက်ကြတပည့်တော်ဉာဏ်ကြီးက အရန်ပွင့်ပြီးတော့လောကရန်အရန်နေကြီးကြီးတဲ့အခါတပီတော့မခပွားပြီးတော့အများရန်ကြော်ဖြတ်ခဲ့ပါတယ်ဗျာတပီတော့အများရန်ဆရာတော်ဘုရားတရားနာထိုင်တဲ့အခါစင်ကျင်အဲ့အတွက်ကိုတပီတော့ဟာအစငါရှာကမ္မထမ်းကနေပေါ့တဘာဝအထီးကတပီတော့အကူကအရန်လွယ်ပါတယ်ဗျာတဘာဝမှာလည်းတပီတော့6ရက်လောက်နဲ့အာတည်တည်တဲ့လောက်ကိုတပီတော့တည်သွားတော့ကိုယ့်ကိုယ်ကိုလည်းအန်အောဖြစ်ပါတယ်ဗျာအဲ့အခါမှာတပီတော့ဟာသူလို့ရှိလို့ရှင်ထိုင်ပြီးတော့ ပွားပြီးတော့နေပြီးလဲပြီးတော့အဲဟိုသဘာဝ၅မျိုးပွားမေးပြီးတော့နေပြီးတော့ခဏကြေသွားတယ်လို့ကိုယ့်ကိုယ်ယုံကြည်တဲ့အတွက်တပီတော့အပြင်ကိုတခါဗိဒ္ဓကိုထပ်ပြီးတော့အသေးစိတ်ကလေးရှုပါတယ်ဗျာသွားသွားလာလာနေနေထိုင်ထိုင်အတူတူနေတဲ့သူယောဂီသီလရှင်တွေရဲ့အကြောင်းကိုယ့်ကိုတိုက်ပြီးတော့စစ်ပါတယ်ဗျာတွေးတာမြင်တာအကုန်လုံးတပီတော့စစ်ပါတယ်ဗျာအဲအဲ့အခါမှာတပီတော့ခဏတွေကြေလာပါတယ်ဗျာအဲ့ဒါနဲ့တပီတော့ဟာချူ၅6လ ်9လပိုင်းလား6လပိုင်းလားမသိကမ္မထာကသဘောဝကမ္မထာပေးတာပါခင်ဗျာအင်းမေဆိုတော့ကျွန်တော် February March AB မေမေ9လပိုင်းမှာပေးတာပါခင်ဗျာအဲ့နဲ့တပည့်တော်ကရပိုင်းတော်တွင်ကနာကျေသွားတဲ့အခါမှာတပည့်တော်ဟာ6လပိုင်းမှာ ဘယ်တရားနားမလဲဆိုပြီးတော့မေးလိုက်တဲ့စုံစမ်းလိုက်တဲ့အခါသဘောနဲ့သဘာဝကိုနားလို့ပြောပါတယ်ဗျာအဲ့အခါမှာတပည့်တော်ဟာဆရာတော်ဖုရား14ရက်နေ့9လပိုင်းမှာဟောထားတဲ့သဘောနဲ့သဘာဝဆိုတဲ့တရားလေးကိုနားလိုက်ပါတယ်ဗျာအဲ့အခါမှာအရိယာမန္တန်ဟာတပည့်တော်နဲ့တသွေးတသားတွေဖြစ်သွားပါတယ်ဗျာအဲ့ဒါလေတပည့်တော်ကိုတပည့်တော်သိလိုက်ပါတယ်ဗျာတရားနာရင်သဘောနဲ့သဘာဝပိုင်းခြားဗျာတမဗျာဟုတ်ပြီသိသွားပါတယ်ဗျာအဲ့ဒါသိတယ်သိသွားတော့အရိယာမန္တန်တပည့်တော်ရဲ့တသွေးတသားတွေဖြစ်သွားပါပြီဗျာ အဲ့ခါ6လပဲ9လပဲတရက်နေမှာတပည့်တော်ကညံစပွင့်ပါတယ်ဗျာညံဘယ်လိုစပွင့်လဲဆိုတော့တဘာဝကတလုံးပဲရှိပါတယ်ဗျာအဲ့တဘာဝတွေဟာမတူညီကြဘူးဒါပေမဲ့လို့သဘောမှာတော့အတူတူပါပဲဗျာအဲ့အခါမှာမမြဲခြင်းအနေစာဆင်းရဲခြင်းဒုက္ခအစိုးမရတော့အနတ္တဘာမှအတ္တလည်းလုံးလို့မရပါဘူးဗျာအကြောင်းကျိုးတိုက်ဆိုင်နေသူ့တဘာဝပေါ်လာပြီးတော့ပြတ်သွားတဲ့အတွက်ငါလည်းလုံးလို့မရသူလည်းလုံးလို့မရတော့အဲ့ကတက်ကတက်ကရာဒိဋ္ဌိစင်နာတွေရောနောက်တစ်ခါအဖြစ်တရားတွေကိုသိနေတဲ့အတွက်ဥစ္စေရာဒိဋ္ဌိစင်နာတွေရော နောက်တစ်ခါမမြဲတဲ့အတွက်တတတဒိဋ္ဌိစင်နာတွေရောတပြည့်တော့အမြဲတမ်းပဲထဲ့ထဲပြီးတော့ဟိုနေပွားတဲ့အတွက်ကိုဟိုဒိဋ္ဌိသုံးပါးလည်းအမြဲစင်ပြီးတော့အမြဲဟိုနေဖြစ်နေပါတယ်ဗျာအဲ့ဒါနဲ့ပဲတပြည့်တော့ဟာအိုက်တရဲနေမှာဆိုလို့ရှိရင်အနတ္တတော့စိုက်သွားပါတယ်ဗျာဒါပေမဲ့လို့တပြည့်တော့ကိုတပြည့်တော့ဘာလို့သေးလဲဆိုတာတော့ဖြုတ်မချနိုင်သေးဘူးဆိုတာတပြည့်တော့တိလိုက်ပါတယ်ဗျာစိုက်သွားမှတော့တိပါတယ် အဲ့ဒါနဲ့ပဲတပီတော့ဆက်ပြီးတော့ရှူတဲ့အခါအဲ့9လပိုင်း6လပိုင်းမှာအကုန်လုံးညံနေပွန့်သွားထွက်သွားပါတယ်ဗျာဆရာတော်ဗျာဟောသမ ्या တပီတော့အကုန်တိနေပါတယ်ဗျာဒါပေမဲ့မတိခဲ့ပါဘူးဗျာတိတော့တိတော့မတိခဲ့ပါဘူးခင်ဗျာဘာလို့မတိခဲ့လဲအဲညံနေပွန့်တာတော့တပီတော့တိပါတယ်ဒါပေမဲ့ကိုယ့်ကိုညံပွန့်မှမတိခဲ့ပါဘူးတန်တရားတွေရှိခဲ့ပါတယ်ဗျာအဲ့ဒါဖျားရှင်ကိုတပီတော့သွားပြီးတော့တပီတော့ဟာဆိုလို့ရှိရင်ညံနေရတော့ပွန့်နေပါပြီခင်ဗျာဘာတွေလိုအပ်သေးလဲမသိဘူးဆိုပြီးတော့နောက်တစ်ခါဥပဇင်းလေးတို့တရားစွန့်နေလဲအမြဲထိုင်နေတပီတော့အမြဲဟိုနေသွားသွားပြီးတော့ ဟိုထိုင်ပြီးတော့နားထောင်ပါတယ်ဗျာအာနောက်တခါတပီးတော့ဟာအမြဲတမ်းအဲခဏကြည်ရင်လည်းကြည်တဲ့ကြောင့်ဥစဉ်လို့သွားလျှောက်ပါတယ်ဗျာအဲ့ဒါတပီးတော့လည်းဟိုညံလေးတွေလည်းဘလို့ဘလို့တွေပွင့်နေဆိုတာလည်းတပီးတော့လျှောက်ခဲ့ပါတယ်ဗျာအဲ့ဒါဘာလိုအပ်သေးလဲဆိုတာလည်းသူ့ကိုမေးပါတယ်ဗျာအမေးတဲ့အခါမှာ तू ကကို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 တည်တဲ့နေဟာအဲတည်တဲ့နေဟာလွမြောက်တဲ့နေပေါ့အဲ့ဒီကိုသွားရမယ်ဆိုတော့တပီးတော့လည်းကိုကိုကိုဆုံးဖြတ်လိုက်တယ်ပေါ့နော်ဟိုဆရာတော်ဖျားကိုတပီးတော့လွမြောက်တဲ့နေကြမှာပဲဆရာတော်ဖျားကိုလျှောက်မယ်ဆိုပြီးတော့တပီးတော့ ဟိုရည်ရထားပါတယ်ဗျာအဲ့နဲ့တပီးတော့ဟာအခုတစ်ခေါက်အိမ်ကိုပြန်လဲသွားတော့လောကရန်အရန်ကြီးပါတယ်ဗျာကြီးလဲကြီးတော့အိမ်မှာနေရနေပေါ့တပီးတော့ဟာကိုကိုဘလို့လွတ်ချာမသိတာမဟုတ်ဘူးဥပဒေလေးကလည်းမေးတယ်လေလုံနေပြီးတော့ဘာမှမလုပ်အောင်ဘူးဒါပေမဲ့လို့ဓမ္မဆောင်ပါလေမျောလင့်မနေနဲ့ဆိုပြီးတော့သူကပြောပါတယ်ဗျာအဲ့နဲ့တပီးတော့လဲဩဒီလောကရန်နေဟာလာလို့ရှိလို့ရှိရင်ပယ်လို့ရလားပယ်လို့မှမရတာအတ္တလည်းလုံးလုံးမရဘူးလေအဲ့တော့အနတ္တပေါ့ပယ်လို့မရတော့ အဲပယ်ရင်ပယ်ရင်ဒေါသစွဲရင်လောဘမပယ်မစွဲမြတ်တာတော့မက်ကဆိုပေါ့တပိတော့ကိုတပိတော့အမြဲတမ်းပဲမက်ကင်မက်ကပွားပါတယ်ဖျားနောက်တခါအဲ့ဒါနဲ့ပဲတပိတော့အဲ့နေလဲကြကြကဲအော်သူ့ဓမ္မသူ့ဆောင်းပါလေအဲ့ဒါငါကအတားတွေလုတ်ပြီးတော့ငါကြီးနဲ့မျောနေတယ်ဆိုပြီးတော့တပိတော့ဟာငါအကုန်လုံးကိုလွတ်ချလိုက်ပါတော့မယ်ဆိုပြီးတော့ပြီးတော့လည်းတပိတော့အမြဲတမ်းဆရာတော်ဖျားရဲ့ ဘာတခုမှမလိုချင်တော့ပါဘူးဆိုတဲ့ဟာအများတန်းရွတ်ပါတယ်ဗျာရွတ်တဲ့အခါတိုင်းတပီတော်ကိုကိုဘာတခုမှမလိုချင်တော့ဘူးစင်ကြဲနေတယ်ဆိုတာကိုလည်းသိပါတယ်အဲ့ဒီတိုင်းမှာတပီတော်သူများတွေကိုလည်းပြောတယ်တကယ်စိတ်ကလေးကနေမလိုချင်တဲ့စိတ်နဲ့အဲ့လိုမျိုးရွတ်ဆိုပေါ်တပီတော်ပြောပါတယ်ဗျာအဲ့အတွက်ကိုတပီတော်ဟာဆိုလို့ရှိလို့ချင်းအဲ့နေမှာအကုန်လုံးလွတ်ချနိုင်ခဲ့ပါတယ်ဗျာ30အိမ်ပါပါဗျာအဲ့ဒါနဲ့လွတ်ချနိုင်ခဲ့ပြီမဲ့လွတ် လွတ်သွားတာကိုတော့သိပြီအကုန်လွတ်သွားတာမလွတ်သွားတပြီတော့လည်းမသိပါဘူးခင်ဗျာအဲ့ဒါနဲ့တပြီတော့နိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်တက်ကလေးနဲ့ဒီကိုလွတ်လွတ်မြောင်မြောင်နဲ့ရင်ထဲမှာဘာမှမရှိဘဲဒါလားနဲ့လည်းတပြီတော့မသိပါဘူးခင်ဗျာအဲ့ဒါနဲ့ဒီမှာစရောက်ရောက်ချင်း၄ရက်နေ့၄ရက်နေ့ရောက်တဲ့အချိန်မှာနှိကင်းဒီအကြောင်းမှာထိုင်လိုက်ပါတယ်ခင်ဗျာတရားလဲထိုင်လဲထိုင်လိုက်တော့တပြီတော့ကနေပြီးညမ်းနေပြီးတော့နိဗ္ဗာန်ကအဖြစ်တရားနိဗ္ဗာန်ကအရှိတရား စိတ်ကအဖြစ်တရားဆိုတဲ့ဟာတရားလေး တပြုတ်ဉာဏ်ဆင်ခြင်းမှအမှတိသွားပါတယ်ခဗျာနောက်တစ်ခုကနိဗ္ဗာန်အနည်းလေးဉာဏ်အဝေးလေးဆိုတာကိုလည်းတပြုတ်တော့တိသွားပါတယ်ခဗျာနောက်တစ်ခါပခုတ်ပူဆရာတော်ဘုရားကြီးကလည်းပြောပါတယ်ခဗျာနိဗ္ဗာန်ကအမြဲရှိတယ်ကိလေသာကအမြဲမရှိတာတဲ့မသိနေကြတာလူတွေကတဲ့အထာလေးလည်းသွားပါဆင်ခြင်းမိပါတယ်ခဗျာအဲ့ဒါနဲ့ပဲတပြုတ်ဟာအင်းကြောက်ပြောရအဲ့နဲ့တပြုတ်ကဥပဒေလေးကိုအဲ့နေရနေပေါ့တရားထိုင်တော့သွားပြောတယ်တပြုတ်ဟာ30ရာပြင်ဝင်ကုန်အိမ်မှာတပြုတ်ကလည်းလောက်ပြီးပါအောင်တခါကြီး လို့ရှာ။သုံးတရာအိမ်မှာတပီတော့ညံတဲ့အနတ္တစိုက်ခဲ့တဲ့အကြောင်းတပီတော့လာတော့လွတ်မြောက်ပြီးတော့နေတဲ့အကြောင်းနောက်တခါဒီမှာထိုင်ထိုင်ရင်တပီတော့ဟာနိဗ္ဗာန်က အရှိတရားစိတ်ကအဖြစ်တရားနိဗ္ဗာန်အနည်းလေးညာအဝေးလေးဆိုတာထပ်တည်သွားပါတယ်ဖျာအဲ့အတွက်ကိုတပီတော့ဘာလို့အသေးလဲဆိုပြီးတော့မေးတဲ့အခါကျတော့ဘာမှမလို့ဘူးတိရာတွေက မှန်တယ်အဲ့အတွက်ကိုကိုကနိဗ္ဗာန်မြောက်တိကိုကိုတိလိုက်မယ်သွားတယ်သူကပြောလိုက်ပါတယ်ဗျာဆရာဥပဒေလေးကအဲအခု၄ရက်နေမှာအဲ့နဲ့တပည့်တော်ကလည်းအဲလွတ်လွတ်လွတ်မြောက်ပြီးတော့နေနေတာတပည့်တော်တပည့်တော်မသိပါဘူးခင်ဗျာအဲ့နဲ့နောက်တပည့်တော်က9ရက်နေ့9ရက်နေ့ညမှာတပည့်တော်အဲ့မှာကိုကိုဆရာတော်ဖရာရဲ့နောက်ဆုံးနေနည်းနဲ့နောက်ဆုံးနေနည်းနဲ့တေးဘောကနေနည်းနဲ့နောက်ဆုံးနေနည်း အဲအဲ့ဒီတရားလေးနားလဲနားလိုက်ကောအဲ့မှာဆရာတော်ဖေကနိဗ္ဗာန်ကိုလိုချင်လားတဲ့နိဗ္ဗာန်ကိုလိုချင်လို့ရှိရင်တဲ့အကုန်လုံးလိုက်ဆိုတဲ့ဘာတပည့်တော်တို့ဘာတခုမှမလိုချင်တော့ပါဘူးလို့ဆိုတဲ့ဆိုတပည့်တော်လိုက်ဆိုပါတယ်ဖေကအဲ့နေစပါတရားခွန်ရှင်းနိုင်နာနေရနေပြီးတော့တပည့်တော်အဲ့ရတဲ့မှာလျှောင်းရင်းရနေတရားလေးနိုင်ရနေစင်ချင်လိုက်တဲ့အခါမှာတပည့်တော်ကိုတပည့်တော်ကိုတိသွားပါတယ်ဗျာနောက်ညံဘာပြောသလဲဆိုတော့ နင်းနဲ့အိမ်မာတဲ့တိခဲ့တာဟာအဲ့ဒါဟာအမှန်တရားတဲ့ဥသိလေးကပြောထားတာကြားဘူးပါလေဗျာနိဗ္ဗာန်ဟာတွားရင်လာရင်နဲ့လည်းလွတ်မြောက်တယ်မျက်စိမိမ့်မှာမဟုတ်ဘူးတဲ့ပြီးတော့ကိုယ့်ကိုယ်တန်တရားကုန်တဲ့နေရာတိရနေပဲဆိုရယ်ဆိုတပည့်တော်အပြီးသွားပါပြီဗျာတပည့်တော်ကိုတပည့်တော်အတိဆုံးဖြစ်သွားပါတယ်ဗျာအဲ့ဒါနဲ့တပည့်တော်ဟာအဲ့ညာတညာလုံးစင်ချင်းတဲ့ကိုယ့်ကိုယ်ဘာလုပ်နေမှန်းလဲတပည့်တော်မသိဘူးပြစ်စက်လက်ကစင်ချင်တာလဲတပည့်တော်မသိဘူး စင်ချင်းလေထိုးထိုးထွင်းတိလေအဲအဲ့ဒါနဲ့တပည့်တော်ကနာယီကိုကြည့်လိုက်တဲ့အခါကျတော့17နာရီနဲ့73မိနစ်ပါဗျာအဲ့ဒီအချိန်မှာတပည့်တော်ကဆရာတော်ဖျားနဲ့ဥပဇင်းလေးကိုရှောက်ချင်တာပါဗျာအရင်အော်အဲဒါဒါပဲမဲ့လို့17နိုင်73မိနစ်ဆိုတော့ဆရာတော်ဖရာတို့ကြိတ်နေတဲ့အချိန်ဆိုတပည့်တော်ကမသိတော့တာနဲ့မလျှောက်တော့ပါဘူးခရားအဲ့ဒါနဲ့ပဲမနဲ့မိုးလေတညာလုံးလည်းမအိပ်ပါဘူးဆင်ကျင်ပဲနေပါတယ်ခရားအဆင်ကျင်တာပြစ်ဆက်လက်ခဏညံဆိုတာလည်းတပည့်တော်မသိပါဘူးခရား အဲ့ဒါနဲ့မိုးလဲလဲရောဥစဉ်လေးရှိကိုတပြီးတော့ရှေ့ရနေမှာသွားပါတယ်ဗျာလိုက်ရှာတယ်တမနယ်လုံးဥစဉ်လေးကဘာလို့ရှာနာလဲဖုံးဆက်လေးတဲ့မဟုတ်ဘူးဥစဉ်လေးနောက်ရက်ဖြစ်မှာဆိုလို့ဆိုပေါ့ तू ကမရှောင်းနဲ့တဲ့နောက်ရက်မှာရှာဦးတဲ့မဟုတ်ဘူးတခုနှစ်ခုမှတပြီးတော့ရှောက်ပြရသေးဗျာတပြီးတော့ပြီးဆုံးတာကိုတိလိုက်ပါပြီဗျာအဲ့ဒါလေးပဲတပြီးတော့သူ့ကိုရှောက်ပဲဆရာတော်ဖျောက်လဲရှောက်လို့ရပါပြီဗျာလို့တပြီးတော့အဲ့နှစ်ခုတော့ပြောလိုက်တယ်အေးတဲ့သာဓုသာဓုသာဓုတဲ့ဆရာတော်ဖျောက်လဲရှောက်လို့ရရှောက်တဲ့ အဲသူကအဲ့လိုပြောပါတယ်ဖေဟာအဲ့ဒါနဲ့တပည့်တော်ကဆရာတော်ဖေဟာအမြဲချောင်းတဲ့အခါဆရာတော်ကအဲ့ဒီအချိန်မှာမအားရနဲ့ဆုံးဖြတ်လိုက်တယ်ပေါ့ကိုဆရာသမားအရင်ဆုံးသိသိချင်းလို့ပြောချင်တဲ့စိတ်ပဲရှိတယ်တန်တဲ့စိတ်ကမရှိတဲ့အခါကျတော့တပည့်တော်ဆရာလေးဆန္ဒတင်ပြီးလို့လည်းပြောမိပါတယ်ဥမောင်ကြီးလည်းပြောမိပါတယ်ဖေဟာအဲ့ဒီအခါမှာတပည့်တော်ဟာဥမောင်ကြီးကလည်းဝမ်းနေတာပါတော့အဲ့ဒါနဲ့တပည့်တော်ကစင်ချင်လိုက်တိုင်းသိနေတဲ့အခါဟုတ်မှဟုတ်ရဲ့လားနင်းဟာလည်း over တွေဖြစ်နေတယ်ပေါ့ဆိုထပ်စင်ချင်တော့ဟုတ်တယ်တဲ့အဲအဲ့လိုမျိုးပေါ့နော်နင်း မကင်တေပွားလို့ဒီနိဗ္ဗာန်ကိုလှင်လင်းမြန်မြန်နဲ့ရောက်တာနိလမှန်လို့ဆိုပြီးတော့ထပ်ပြောပါရယ်ဗျာညံအဲအဲ့ဒါနဲ့ပဲဆရာတော်ဘုရားလည်းအဲ့နေညမှာဘာဟောလဲဆိုတော့ညံကတဲ့အနောက်ကိုဘယ်တော့မှမသွားအရှိပဲသွားတယ်တဲ့အဲ့ဒါနဲ့တပည့်တော်ကအဖေ့ကိုအရင်ဒီလိုညံကိုကိုတော့မသိဘူးအဖေ့အရင်စင်ကျင်ကြည့်လိုက်ပါရယ်ဗျာအဖေ့ကိုအရင်စင်ကျင်ကြည့်လိုက်တဲ့အဖေကတပည့်တော်ရဲ့တူလေးဖြစ်နေပါရယ်ဗျာအော်အာအမေကိုစင်ကျင်ကြည့်လိုက်တော့လဲအမေကအတိတ်ဘဝထဲပဲ အဖေဆိုတာကအတိတ်ဘဝတူဖြစ်နေတယ်အတိတ်ဘဝထဲပဲနော်အဖေကတူဖြစ်နေပါဆိုတော့မျက်စိလဲသွားမယ်နော်အတိတ်ဘဝမှာအဲတူတော်ဆက်ခဲ့ဘူးလေအဲလိုပြောရင်ဘုရားရုပ်နေနေဟိုနေနေမရှိတော့ပြင်းရတဲ့ပရမတ်ကလည်းဆရာတော်ဖျားကြောင့်တပြည့်တော့ကွဲခဲ့ပါလေအဲကွဲတာမှန်တယ်ဒါပေမဲ့အဲ့လာတော်နေနေပြန်ပြီးဟိုခုနကကိုယ်ပြင်းညက်ကိုပြောမယ်ဆိုရင်ပြင်းညက်ကိုအဲ့လိုပြည့်စုံအောင်ပြန်လျှောက်လေအဖေရတူဖြစ်ခဲ့ပါတယ်ဆိုတော့ဟာကိုကြတော့အတိတ်ကအတိတ်ကအခုကတူလေးကအဖေဆိုတော့တပြည့်တော့မလျှောက်တတ်လို့ပါခင်အတိတ်ကတူက အခုတူလေးကအဖေတမီးရဲ့အဖေအရင်ဘောအခုတူလေးကအတိတ်ဘဝအဖေရင်းတော်ခဲ့ဘောဘောအခုအဖေအခုဘဝမှာအဖေကမရှိတော့ဘူးလေရှိတော့တူလေးဖြစ်နေတယ်လို့ပြောတာလို့ပါခင်ဗျာအေးအဲ့လားကိုပြည်စုံလျှောက်လေးဆိုနေနော်အောက်ရရှောက်အာနော်အမေကကြာတော့ဒီဘဝအနှစ်ယောက်ကိုဆင်ရင်လိုက်တော့အတိတ်ဘဝတည်တဲ့ဖေကဒီဘဝမှာကူလာတူလေးလာဖြစ်နေတယ်အဲ့လိုပြောနေဒီဘဝမှာအဖေကတည်သွားတော့အခုတူလေးဖြစ်နေပါတယ်ခင်ဗျာ အခုအဖေဟုတ်တယ်လေဒီဘက်မှာတည်သွားတဲ့အဖေကအခုတည်သွားတော့တူလေးဖြစ်နေတီဒီတူပြဲမျိုးထဲမှာအတူလာဖြစ်နေဟုတ်ပြီရအဲ့လားလဲမှန်တယ်အအမေကလေအမေကကြာတော့လေဟိုဟိုမချွတ်မလွတ်ဘူးပေါ့တိုက်တိုက်ထဲမှာပေါ့နော်အာတပည့်တော့တည်သွားတာပေါ့တပည့်တော့ကိုတပည့်တော့လည်းမသိပါဘူးခင်ဗျာအဲ့ဒီအကုန်ပြန်မြင်ရတာပေါ့အကုန်လုံးပြန်မြင်အဲ့ဒါကိုကိုဟုတ်လားမဟုတ်လားမသိဘူးဆိုတော့နောက်လည်းကြာဆရာတော်ဘုရားဟောတဲ့ထဲမှာပါလာပြန်ပြန်ပြန်ပြီးတော့ကြည့်ပါဦး သူကအချိန်ကကြာလာတဲ့အခါဆရာတော်ဘုရားလေပြစ္ဆုတ်ပံတွေရောအတိတ်တွေရောဟိုဘွားတွေရောအကုန်သိတယ်တဲ့ဆိုတော့အော်ဟုတ်တယ်ပေါ့ကိုယ်ပြန်တိုက်တာဆရာတော်ဘုရားရဲ့တရားတွေနဲ့ပြန်တိုက် နောက်ပါကျုပ်ဆရာတော်ဘုရားရဲ့တရားတွေနဲ့တိုက် ယဟန္နာဖြစ်သွားလို့ပြီးရဆိုလို့ရှိရင်လေသူ့ကိုယ်သူသိတဲ့ဉာဏ်ရှိတယ်တဲ့အဲ့ဒါနဲ့ပြန်တိုက်နောက်တစ်ခါအဲပါပါကျုပ်ဆရာတော်ဘုရားရဲ့တရားတွေကလည်းပြည့်သွားတော့သူကမနာဘူးမနာတဲ့ခါအတော်လေးပါကြောင့်လည်းနာမည်လေးကိုသွားမေးရသေးတယ်ဘာနာမည်လဲဆိုပြီးတော့လေအဲသွားလည်းမေးဘူးအဲ့ဒါကိုယ့်ဘကိုပြန်ဆင်ကျင်တာပေါ့ဘဝသဘောကာမသဘောဒိဋ္ဌသဘောအဝိဇ္ဇသဘောအဲ့ဒါတကယ်ကိုယ့်ကိုကုံလားမကုံလားထက်စစ်သူအာသဝောပုံရာဆိုတော့ပြောထားတော့တပြည့်ထက်စစ်ပါတယ်ဗျာထက်စစ်တော့အဲ့နာမည်လေးကိုသွားမေးဖို့ဒီကဘက်ညွတ်ပြီးအာဆင်ကျင်ဖို့ဆက်လိုက်ပါတယ်ဗျာ အဲ့လိုမျိုးပါဗျာနောက်တစ်ခါကဗေမစိုးတရားပါလဲမေတ္တာတို့မုဒိတာတို့ဂရုဏာတို့ဥပိ္ပခါတို့ပေါ့ဗျာအဲ့ဒါလေးကိုလည်းကိုယ့်ဘက်ကိုဟိုမှာကြားလဲကြအောင်သူတို့ပြောတဲ့အထိပ္ပယ်နဲ့ဒီဘက်ကိုသူတို့ပြန်တိုက်ရတာပေါ့လေအဲ့လိုကိုကခုနှစ်ဖြစ်ရလားဆိုအဲ့ဒါလေးလည်းဒီပြီးတော့ဟိုတိုက်တက်သွားပါတယ်ဗျာအင်းအဲ့ဒါနဲ့ဘာတွေထူကြလဲထူကြတာတော့အများကြီးပါပဲဗျာစက်သူကစာလေးကိုကြည့်လိုက်တာနဲ့တပည့်တော်နဲ့ဘလို့တွေတော်ဆက်တယ်ဆိုတာ ဆရာတော်လာပေါ်ဆရာတော်ဖရာလည်းတပီတော်ရဲ့မိဘဆိုတော့လည်းတပီတော်သိလိုက်ပါတယ်ဗျာနောက်တစ်ခါဒီမှာတပီတော်နဲ့ပတ်သက်တဲ့သူလာတော့လေအကုန်လုံးတပီတော်ရဲ့အမေတပီတော်ညီမဘယ်ဟာတွေကဘယ်သူဆိုတပီတော်အကုန်သိပါတယ်လူကိုကြည့်လိုက်တာနဲ့အကုန်သိတယ်ပေါ့လူကိုကြည့်တယ်မို့ तू ကစားရေးထားပြီးသားဖြစ်နေပြီတပီတော်ကအဲစားလေးကိုဆင်ကျင်လိုက်တာတပီတော်ဆရာအဖေဆိုတော့အခုဘုရားမှာဆရာတော်ဖရာတပီတော်ဆရာအတိတ်ဘဝကြာအဖေနောက်တော့ဒီမှာဘလူတွေဘလို့တော့စားတွေကရေးထားပြီးသားဖြစ် ဲ့ဒါအဲ့ဟာစာအုပ်ပဲဘလို့စာအုပ်